ခေချမ်းမောင်ရဲ့လုံရက်ကိုတဲ့ပြောဆိုလာတဲ့မင်းမြို့မပိုက်ကြမြအောင်လုံးမဲမိလာဝရှိန်မင်းမြို့ကတော့ခုချိန်တည်းအမှုပြလုပ်တွေစက်တိုက်လုကိုင်းနေရပြီးအားလုံးရဲ့အားပေးမှုတွေကိုခံရပါတယ်ခလရှင်မလေးမင်းသမီးလေးမင်းမြို့ကရေချမ်းမောင်နဲ့တဲ့ဖက်ပြီးတော့အမှုပြရဲ့ကိုရဲ့အတ္တတွေမှာပါဝင်ရိုက်ကိုပေးနေရပါတယ်အခုလက်တလုံးမှာတော့မင်းမြို့ကရေချမ်းမောင်နဲ့ပတ်သက်ပြီးတော့တချို့ပိုက်ကြမြရဲ့အမျိုးမျိုးပြောဆိုဝေဖန်တာကိုခံရပါတယ် အေချမ်းမောင်ရဲ့ပြည်ပြန်ကောင်းမွန်လို့နဲ့တရားဆောင်ချက်ကမင်းသမီးလေးမင်းမြင့်မှုနဲ့အရင်အရင်ကိုနင်းနီကဲကဲရှိနေချိန်မှာပြည်တဲ့ရင်ရဲ့အမြင်တွေမှာမတင့်တော်သလိုဖြစ်သွားကြတာပါ။ဒါကြောင့်လေအေချမ်းမောင်နဲ့မင်းမြင့်မှုတို့ရဲ့နောက်ွယ်ကနေတဲ့တွင်နဲ့အမျိုးမျိုးထပ်ပေါ်လာနေပြီးလက်တွေမှာအေချမ်းမောင်နဲ့ပတ်သက်ပြီးအမျိုးမျိုးရေးသားထားကြတော့ကြည့်ရပါရစေ။ဒီကနေ့မှာတော့မင်းမြင့်မှုကအေချမ်းမောင်နဲ့ပတ်သက်ပြီးအခုလိုပဲပြောပြလာခဲ့ပါရစေ။မင်းမြင့်မှုကကိုအေချမ်းမောင်ကပြောဆောင်တာပြည်ပြန်လို့တော့ တချို့ဇဝင်ခန်းတွေမှာပြိတက်တွေအထင်လဲမာတာတွေတချို့ပြောဆိုခံရတာတွေရှိတယ်အမှန်တော့ဒီလိုပြောဆိုခံရတာမျိုးကဘယ်သူမှမလွတ်ကြပါဘူးမင်းမြို့မို့လဲအခုကိုအေးချမ်းမောင်နဲ့ရကွင်းတကွနဲ့ပတ်သက်ပြီးပြောဆိုခံနေရတာပေါ့နော်မင်းမြို့မို့ကပြိတက်တွေကိုအမှုပညာကိုအမှုပညာလိုပဲခန်းစားကြည့်ရှုပြီးကြဖို့တောင်းဆိုချင်ပါတယ်ဆိုပြီးမင်းမြို့ကပြောပြလာခဲ့ပါတယ် အခုလက်ရှိမှာတော့မေမြင့်မူကအေဂျင့်မောင်နဲ့ရိုက်ကိုရဲ့တက်တွေရိုက်ကိုနေရပြီးအားပေးတာကိုခင်နေရပါတယ်။မေမြင့်မူကတော့သူ့အားပေးဝင်ရပေးကြတဲ့သူတွေအတွက်အကောင်းဆုံးကျေးဇူးတော်မယ်လို့ဆိုပါတယ်။အဲကြောင့်လေးတွေကိုလည်းမေမြင့်မူကအခုလိုပဲပြောပြလာခဲ့ပါတယ်။မေမြင့်မောကမေမြင့်မောကတော့အကောင်းဆုံးကြိုးစားသွားမယ်။အမှုပြလုပ်တွေမှာအခုချိန်ထိအားပေးဝင်ရပေးကြတဲ့အတွက်ပရိသတ်တွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။အခုတော့ဇက်ကတစ်တွေဇက်တိုင်းရိုက်ကိုတော်ဖို့ရှိတယ်လို့ကျောင်းသားလေးတွေကိုလည်းလက်ခံထားရပါတော့ဆိုပြီးမေမြင့်မောကပြောဆိုထားပါတယ်။ အနုပညာလုပ်တွေမှာရောအပြင်ကစီးပွားရေးလုပ်တွေမှာပါအမြင်နေရတယ်။မင်းသမီးလေးမင်းမြမကတော့ခလရှိမှလည်းရိုက်ကွေးရေးမှာစက်တိုက်ရိုက်ကွေးပေးနေရပြီ။မင်းမြမကတော့အနုပညာလုပ်တွေမှာပြည်သူရဲ့အားပေးဝင်ရမှုတွေကိုအပြည့်အဝရရှိနေပါတယ်။အခုဆိုရင်မင်းမြမကဗဂျီဆွဲရာတွေကိုတည်ယူနေပြီဖြစ်ကြောင်းဆိုပါတယ်။မင်းမြမကတော့သူဖြစ်ချင်တဲ့ဝတ္ထနာပါလေးတွေနဲ့ပတ်သက်ပြီးတော့လေအခုလိုပဲထုတ်ပြောလာခဲ့ပါတယ်။မင်းမြမကအခုတော့ ရေးစေးလေးတင်နေပါတော့ပကံပါဆိုရင်ပကံဖျားပုံလေးတွေတစ်ပင်ရပုံလေးတွေကိုဆဲရများတော့ပေါ့နော်နောက်ပိုင်း location မှာသွားဆဲကြင်ပါတယ်အဲ့ဒါလေနောက်ပိုင်းအိမ်မက်လေးပေါ့နော်မိမြမူကအခုမှအခြေခံတည်ယူနေရတဲ့အချိန်ပဲရှိပါသေးတယ်ဘေကြီးဆဲရတာကိုသဘောကျတယ်သူကဒီထဲမှာပဲစိတ်ကိုပူကတ်ချတော့ အခြားအပြင်တွင်းတွေလည်းမရောက်ဘူးပေါ့နော်။အဲဒီခန်းစားချက်လေးကိုသဘောကျလို့ပါဆိုပြီးမင်းမြင့်မူကပြောပြလာခဲ့ပါရယ်။ရိုက်ကူကြီးတွေမှာစက်တိုင်ရိုက်ကူနေရတဲ့မင်းသမီးလေးမင်းမြို့မကတော့နောက်လာမယ့်လတည်းမှာလေရုပ်ရှင်စကားကြီးတကရိုက်ကူတော်ဖို့ရှေ့ချောင်းကိုလည်းပြောပြလာခဲ့ပါရယ်။ဘယရီကလည်းလာမယ့်အမှုပြလို့ရှောင်းမှုတစ်တွေကိုစောက်ကြည့်အားပေးနေကြပါရယ်။မင်းမြို့မကတော့အမှုပြလို့တွေမှာအမျိုးမျိုးတွေကိုရရှိနေပြီးဒုဝတနာပါတဲ့အရာလေးတွေကိုစူးစမ်းပြီးတော့တည်ယူနေလျက်ရှိပါရယ်။